မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲဝင်လို့သည့်စစ်ဖက်နှင့်အရက်ဖက်အရာရှိများဆက်ရင်မင်းအောင်လိုင်းကတောင်းခံထားပြီးကျန်းဖို့ပါတီနှင့်ချိတ်ဆက်ရမည်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကျန်းဖက်စစ်ကောင်စီကမကြမီကျင်းပရန်ရှိနေသည့်ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ရန်ဆန္ဒပြုလို့သည့်စစ်ဖက်နှင့်အရက်ဖက်အရာရှိကြီးများဆက်ရင်ကိုစစ်ကောင်ဆောင်မင်းအောင်လိုင်းကတောင်းခံထားပြီးရွေးကောက်ပွဲဝင်ရန်ဆန္ဒပြုသူများသည့်လက်ရှိရာဒူးတာဝန်များမှအနားယူရမည်ဖြစ်ကာရွေးကောက်ပွဲအတွက်ကျန်းဖို့ပါတီနှင့်ချိတ်ဆက်လှုပ်ဆောင်ရမည်ဖြစ်ကြောင်းနေပြည် ီးတော့စစ်ဘက်တရင်ရေမြက်ကပြောဆိုပါရယ်ယခုနှစ်မေလအတွင်းစစ်ကောင်းဆောင်မင်းအောင်လိုက်ကယခုနှစ်ကုန်ပိုင်းကျင်းပရန်စီစဉ်နေသည့်ရွှေကောက်ပွဲတွင်ဝင်ရောက်ရှင်ပြရန်ဆန္ဒပြုလို့သည့်စစ်ဘက်နှင့်အရက်ဖက်အရာရှိကြီးများစရင်ကိုတောင်းခံနေခြင်းဖြစ်ပြီးစစ်တပ်တွင်လက်ရှိတာဝန်ထမ်းဆောင်နေသောဗိုလ်ချုပ်ကြီးများဒုတိယဗိုလ်ချုပ်ကြီးများအရန်အင်အားစရင်တွင်ပါဝင်နေသည့်ဗိုလ်ချုပ်များကိုရွှေကောက်ပွဲဝင်ရန်ဆန္ဒပြုလို့ခြင်းရှိမရှိသဘောထားဆန္ဒရယူစရင်ပြုစုတင်ပြခိုင်းခြင်းဖြစ်ကြောင်းသိရှိရပါသည် ။ထို့ပြင်အရက်ဖတ်တွင်လည်းလက်ရှိတာဝန်ထမ်းဆောင်နေဆဲဝင်ကြီးများဒုဝင်ကြီးများနှင့်အကြံပေးပုဂ္ဂိုလ်များအနေဖြင့်လည်းရွေးကောက်ပွဲတွင်ပါဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိသဘောထားဆန္ဒရယူဆယင်းပြုစုတင်ပြခိုင်းနေကြောင်းသိရပါသည်။ရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်။တမတော်ဗိုလ်ချုပ်ကြီးတွေအပြင်အယံအင်အားစရင်ဝင်ဗိုလ်ချုပ်တွေအထိသဘောထားဆန္ဒစရင်တောင်းနေလို့သိရတယ်။အယက်ဘက်မှာလည်းလက်ရှိဝင်ကြီးတွေ၊ဒုဝင်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်အ ါဝင်ခြင်းနဲ့ဆိုရင်ဆန္ဒပြုလို့ရတယ်ဆိုပြီးသဘောထားဆန္ဒတောင်းပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရေးမြစ်ကပြောဆိုပါတယ်။ရွှေကောက်ပွဲတွင်ပါဝင်ရန်ဆန္ဒပြုလို့သည့်စစ်ဘက်နှင့်အရက်ဖက်အရာရှိကြီးများသည်ချက်ဖို့ပါတီနှင့်ချိတ်ဆက်ရမည်ဖြစ်ပြီးပါတီဘဟုအလုံးမှုဆောင်အဖွဲ့ကချထားပေးသည့်နေရာမဲဆန္ဒနဲ့နှင့်ပါတီကပေးအပ်မည့်တာဝန်များကိုထမ်းဆောင်ရမည်ဖြစ်ကြောင်းလက်ရှိတာဝန်ယူထားသောစစ်ဖက်နှင့်အရက်ဖက်ယာတို့များမှာ လာအနေငယ်အလိုကလေးကအနားယူရမည်ဖြစ်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းက2022ခုနှစ်အောက်တိုဘာလအတွင်းဦးသိန်းစိန်ခန့်အပ်ခဲ့သောချက်ဖို့ပါတီဥက္ကဋ္ဌတန်တီကိုဥက္ကဋ္ဌရာထူးတာဝန်မှနှုတ်ထွက်စေရန်ဖိအားပေးခဲ့ပြီး၎င်း၏လူယုံခင်ကြီးကိုဝင်ကြီးတာဝန်မှအနာပေးကချက်ဖို့ပါတီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့သည်။ ထို့ပြင်2022ခုနှစ်အောက်တိုဘာ28ရက်နေ့ကျန်းဖို့ပါတီဒုတိယဥက္ကဋ္ဌတည်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကိုလည်းကျန်းဖို့ပါတီအတွင်ရေးမှုအဖြစ်ဗိုလ်ချုပ်ဟောင်းတောင်အေးကို၎င်းမင်းအောင်လိုင်ကခန့်အပ်စေခဲ့သည် ရှင်အပြင်ဒုတိယပိုချုပ်ကြီးအောင်စိုးကိုလည်းချက်ဖို့ပါတီ၏ဗဟုအလုံးမှုဆောင်နှင့်နိုင်ငံတကာရေးရာကောမဒီတာဝန်ခံအဖြစ်အသွင်ပြောင်းပြီးစစ်ဖက်ရာထူးတာဝန်မှာချက်ဖို့ပါတီသို့ပြောင်းရွှေ့စီခဲ့သည်။လက်ရှိချက်ဖို့ပါတီ၏ဗဟုအလုံးမှုဆောင်ကောမဒီတွင်မင်းအောင်လိုင်၏လူယုံများကထိပ်ပန်းရာထူးကြီးများကိုတင်ပိုက်ထားသည်။မင်းအောင်လိုင်ကလာမည့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုလေးပတ်ကြာပြုလုပ်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါသည်။ ဆက်လက်ပြီးစစ်ကောင်စီကကျင်းပမဲ့အထုအယောင်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြန်ပြီးပါတီများမှလူတို့ထောက်ခံမှုမရှိသောနိုင်ငံရေးပါတီများဟု NUG ပြောရဲဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှဖြစ်ပါရယ်အကြံပတ်စစ်ကောင်စီကကျင်းပရန်ဆိုင်ပြနေသည့်အထုအယောင်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြန်ပြီးပါတီများမှလူတို့ထောက်ခံမှုမရှိသောနိုင်ငံရေးပါတီများဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရယ် ယနေ့ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းတောင်း2025တွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။အကြံဖတ်စစ်ကောင်စီကလူထုဆန္ဒနှင့်ဆန့်ကျင်ပြီးတရားမဝင်အတုရောင်ရွေးကောက်ပွဲတစ်ခုကို အတင်းအကျပ်ပြုလုပ်ရန်စိုင်းပြင်းနေကြောင်းစစ်ကောင်စီကပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အတုရောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ရှင်ပြိုင်ရန်မှတ်ပုံတင်ထားကြသည့်နိုင်ငံရေးပါတီအရေးတွက်သည့်2020ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီအားလုံးပေါင်းလျင်တောင်မှပြည်တော်စုလွှတ်တော်ဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြသည့်လူထုထောက်ခံမှုမရှိသည့်နိုင်ငံရေးပါတီများဖြစ်ကြောင်း၎င်းကဆိုပါသည်အချမ်းဘတ်စစ်အုပ်စုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအားလုံးပေါင်းရင်တောင်မှ ပြည်ထောင်စုလွှတ်တော်နေရာဆက်ရခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်ပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထောက်ခံမှုရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ရည်တည်ချက်နဲ့သဘောထားတွေကိုထပ်လောင်းပြောကြားလုပ်ပါတယ်။ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါ၂020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလအရာပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတုယောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်စူးစမ်းခြင်းဖြစ်တယ်ဟုဦးနေဖုံးလက်ကပြောဆိုပါတယ် ်လက်ရှိတွင်ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖြတ်ကြောင်း2022ခုနှစ်မတ်လ30ရက်နေ့ကထင်ညာခဲ့ပြီးဖြစ်ကြောင်းထို့ကြောင့်ပယ်ဖြတ်ထားသောအခြေခံဥပဒေအတိုင်းလုံဆောင်လျက်ရှိသည့်အကြံဖက်စစ်တပ်၏လုံရမှန်သမျှသည်တရားဝင်မှုမရှိသည့်ဥပဒေမဲ့လုံရမြသားဖြစ်ကြောင်း၎င်းကဆိုပါသည်စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေသောတော်လှန်ရေးအင်အားစုများအနေဖြင့်ပြည်မနိုင်ငံရေးလံကြောင်းဖြစ်သည့် Federal Democracy ပြညာနဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထို့ကြောင့်ပြည်သူလူထုတရားလုံးအနေဖြင့်အကြံဖတ်စေအုပ်စုကပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အထုရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းဆန့်ကျင်ကြရန်ဦးနေဖုံလက်ကတိုက်တွန်းပါရယ်ဆက်လက်ပြီးစစ်ကောင်စီထံသို့နိုင်ငံသားငွေမသွင်းသည့်ဖို့ကုံသွင်းကုံကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုဗဟိုဘဏ်ကအမိပြက်စရင်ကျင်ညာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်အကြံဖတ်စစ်ကောင်စီတန်းတို့ပို့ကုံရောင်ွေနိုင်ငံသားငွေမပေးသွင်းသည့် ကိုကုံသွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမိပြက်ဆက်ရင်သွင်းကြောင်းစစ်တပ်လက်အောက်ခံဗဟိုဘဏ်ကကြေညာလိုက်ပါတယ်။ NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြသောပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြံဖတ်စစ်ကောင်စီက၎င်းလက်အောက်ခံဘဏ်များအတွင်သို့နိုင်ငံခြားသုံးငွေပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းတို့ရတွင်ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိသည့်အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီ၏ကြေညာချက်အရသိရပါသည် 23ရက်6လ2025ရက်နေ့စီစစ်ချက်အရာ2016ခုနှစ်မှ2020ပြည့်နှစ်အတွင်းပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ရန်ကြံရှိနေသည့်ဘူးတွဲပါကုမ္ပဏီ198ခုသည်နိုင်ငံခြားသုံးဝေစီမံခန့်ခွဲမှုဥပဒေစီရင်အမိန့်ကြော်ညာစာတို့ပါသတ်မှတ်ချက်များအားလိုက်နာခြင်းမရှိသဖြင့်ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအားအမည်ပြည့်စရင်ထည့်သွင်းကြောင်းကြေညာပါသည် ။ရှင်းအောင်စစ်ကောင်စီလက်အောက်ခံဗန်းများတို့နိုင်ငံချောင်းွေပြန်လဲထည့်သွင်းပြီးရန်စစ်တပ်ကကုမ္ပဏီများကိုထပ်မံဖိအားပေးခဲ့တော်လဲလိုက်နာခြင်းမရှိဟုဆိုကာပို့ကုံတွင်းကုံကုမ္ပဏီ169ခုနဲ့ကုမ္ပဏီဤဒါရိုက်တာအဖွဲ့ဝင်များအားအမည်မဲစရင်ထည့်သွင်းကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာပါရယ်။ရန်ကုန်အခြေဆိုင်ပို့ကုံတွင်းကုံတမတအူကမှစစ်ကောင်စီကနိုင်ငံချောင်းွေနေပါနေသည့်အတွက်ရခိုင် NLD အစိုးရလက်ထက်ပို့ကုံရောင်းွေနိုင်ငံချောင်းွေကြီးစရင်ဟောင်းများကိုပြန်လည်ကပို့ကုံတွင်းကုံကုမ္ပဏီများကို နိုင်ငံသားဝင်များစစ်တပ်လက်အောက်ခံဗန်းများသို့ထည့်သွင်းရန်ဖိအားပေးခြင်းဖြစ်ကြောင်းရင်းကဲ့သို့အရေးယူမှုကြောင့်ပို့ကုန်လုပ်ငန်းများလှည့်ပတ်မှုကိုထိခိုက်နေပြီးမူဝါဒများမတည်မငြိမ်ဖြစ်စေကြောင်းပို့ကုန်တင်ပို့မှုများအပေါ်လဲစစ်ကောင်စီကတင်းကြပ်မှုနှင့်ကြီးညာချက်များကအကြီးအကျယ်တက်ရောက်စေကြောင်းသုံးသပ်ပြောဆိုပါရယ် အမည်ပြဆိုင်ရင်ကြညာသည့်အပြင်စစ်ကောင်စီကပို့ကုန်ကုမ္ပဏီများကိုထောင်ထံချမှတ်အရေးယူမည်ဟုချိန်ချောက်တာပြီးနိုင်ငံသားငွေစီမံခန့်ခွဲမှုဥပဒေ FEML အခန်းဆက်၁ပုံမှ38ခါခွေတွင်မိသူများပို့ကုန်ရငွေအလုံးကိုတတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိရင်းဤဘဏ်ငွေစည်ရင်တို့နိုင်ငံသားသုံးငွေဖြင့်ထည့်သွင်းရန်ပြက်ကွက်ခြင်းမရှိစေရဟု၎င်း အဆိုပါတားမြစ်ချက်ကိုဖောက်ပြက်ကျူးလွန်ပါက FEML ပုံမှန်42ကကြီအရာထိုသူကိုတစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရလုံးဖြစ်စေချမှတ်မည်ဟု၎င်းပြဋ္ဌာန်းထားကြောင်းထို့ကြောင့်ပို့ကုန်တင်ပို့သူများအနေဖြင့်သက်မှတ်ကာလအတွင်းပို့ကုန်ရဝင်များပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ရမည်ဟုဆက်လက်ချိန်ချောက်ထားပါသည်